အားလုံးပဲမင်္ဂလာပါဒီကနေ့ကကျွန်တော်ပြန်ပြောင်းမှလေ့လာမယ့်အကြောင်းအရာကတော့ချီဆောင်ခြင်းနဲ့ပတ်သက်တဲ့လူအများစုရှုပ်ထွေးတတ်တဲ့အကြောင်းအရာကိုကျွန်တော်လေ့လာသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်လေ့လာမယ့်အကြောင်းအရာဒီမှာမှာဒီကျမ်းပိုက်လေးနဲ့ပတ်သက်တဲ့အရာကိုအနေငယ်ပြောပြခြင်း ਨੇ တင်းမောတဖန်းပင်ကိုအဆွဲပြူ၍ပုံသက်တဲ့တစ်ခုကိုမှတ်ကြလော့တင်းဘောတဖန်းပင်ဒီအခက်လက်နှုတ်၍အရွက်ပေါက်သောအခါနှွေကာလနီးတီကိုတင်းတို့တိကြ၏ထူနီးတူ ထိုအကြောင်းအရာလုံးစုံလို့ကိုမြင်ရလင်လူသားဒီတကားဝတိုင်အောင်အနီးသူရောက်တော်မူသည်ဟုတိမှတ်ကြလော့အဲ့တော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမှမှားယွင်းတဲ့အနေဖွင့်မှုတွေရှိပါတယ်အဲ့ဒီမှားယွင်းတဲ့အနေဖွင့်မှုကပါလဲဆိုတော့ lenses လို့ခေါ်တဲ့ American ဓမ္မပညာရှင်တဦးပေါ့နော်သူလည်းဓမ္မပညာရှင်တော့ဓမ္မပညာရှင်ပဲသူက1980မှာဒီနောက်ဆုံးသောကာလနဲ့ကြွလာခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသူရေးတယ်အဲ့ဒါမှသူဘယ်လိုရေးသားလဲဆိုတော့ ဒီတင်းမောတဖမ်းပင်ဆိုတာကဣသရီလလူမျိုးတွေဖြစ်တယ်ဆိုတော့မှသူကအနက်ဖွင့်လိုက်တာအဲ့တော့ဣသရီလလူမျိုးတွေဖြစ်တယ်ဣသရီလလူမျိုးဒီတင်းမောတဖမ်းပင်အရွက်နုပေါက်တယ်ဆိုတာကဣသရီလအရာနိုင်ငံပြောက်တယ်ပြီးတော့မှနိုင်ငံပြန်ရလာတယ်လူလာရေးပြန်ရလာတယ်သူတို့ပြန်ပြီးတော့မှတူတက်လာတယ်အဲ့ဒီအရာကိုဖြစ်တယ်ဆိုတော့မှသူကအနက်ဖွင့်တာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအရာကိုပင်လင်တကယ်နော်ဒီ dispensation ဓမ္မပညာရှင်တွေဖြစ်တဲ့ DTS ပေါ့ Dallas Theological Seminar ရဲ့ဒါ president ဖြစ်တဲ့ Volvo လို့ခေါ်တဲ့ဓမ္မပညာရှင်ကြီးအဲ့ဒီဓမ္မပညာရှင်ကိုယ်တိုင်ကဒါဟာလုံးဝမှားယွင်းတဲ့အနေဖွင့်မှုဖြစ်တယ်လို့ကောက်ချက်ချပါတယ်ဆိုတော့ဒီအကြောင်းအရာကိုသဘောမတူတဲ့ဓမ္မပညာရှင်မြောက်များစွာရှိတယ်အဲ့လာကလုံးဝကိုလူရာဆွဲတလွဲစန်းစာကိုအတုံးပြူတာဖြစ်တယ်ဆိုတော့မှ အာတပတ်ပြင်ရရှိအများစုကပြောပါလားဒါပေမဲ့အဲ့ဒီအယူဆအကြီးကိုမြန်မာခရိယာတိုင်ဝိုင်းမှာအဟုတ်ကြီးလို့လို့ထင်နေတဲ့သူတွေရှိတယ်။နော်ဒီသင်းမောသဖန်းပင်ဆိုတော့ Israel ဂျူးလိုမျိုး Israel နိုင်ငံဆိုပေါ်မှာရှောက်ထင်တဲ့သူတွေမြောက်အများစုကရှိတယ်ဆိုတော့ကိုကျွန်တော်တွေ့ရတယ်။ကဲဘာကြောင့်အဲ့လိုမျိုးသင်းမောသဖန်းပင်နဲ့ Israel ကိုချိန်တာလဲဆိုတော့ဒီမတ်သဲ24 30နဲ့33နဲ့မတ်သဲ 24 34 35ပေါ့ယခုဖြစ်တော့လူများဆိုတဲ့အရာနဲ့ဒီတင်မောတဖန်ပင်ကိုသူတို့ချိန်တာဖြစ်ပါတယ်အဲ့တော့ဒီချမ်းပိုက်ကိုကျွန်တော်ဖတ်ပေးခြင်းနဲ့ငါအမှန်ဆိုဒီကယခုဖြစ်တော့လူများမကုန်မီထိုအကြောင်းအရာအလုံးစုံတို့သည်ဖြစ်ကြလိမ့်မည်ကောင်းဝင်နေမည်ကြီးမတီတော့လဲငါစကားတီလိမ့်မည်ထိုအချိန်နာရီကိုကအဘယ်သူမျှမသိကောင်းကင်မှာမသိငါခမဲတော်တပါးရတာတီတော်မူအီလို့ပြောတယ် အဲ့တော့ဒီ Timon the Pumping ကို Israel လို့ပြောတဲ့သူတွေကဒီမှာပေါ်ပြထားတဲ့ယခုဖြစ်သောလူများဆိုတဲ့အရာကို this generation လို့အင်္ဂလိပ်လိုသုံးထားတယ်။အဲ့ဒါနဲ့ Timon the Pumping အရင်နုပေါ့တယ်ဆိုတာ Israel ပြန်ပြီးမှလွတ်လပ်ရေးရပြီးတော့ပြန်လဲပြီးမှဖွံ့ဖြိုးတဲ့အရာပြီးတော့မှယခုဖြစ်သောလူများဆိုတာကအဲ့ဒီ လူရဲ့တမိုင်းလူရဲ့တတ္တအနှစ်80 90ဆိုပြီးတော့မှဒီလူလိုက်ဣသရေလလူလိုက်ရတဲ့1948ကိုအနှစ်80ပေါင်းနဲ့2018ထွက်တယ်ခုနှစ်နှစ်နှုတ်ပြီးတော့မှ2017မှာချီဆောင်ခြင်းလာမယ်2018မှာဒုတိယကျင်ကြွလာမယ်အဲ့လိုနေနဲ့သူကတက်ကရက်2000 Y2K ကိုကြောက်လို့เนาะအဲ့လို Y2K မတိုင်ခင်မှာလာမယ်ထင်ပြီးတော့မှအဲ့လိုရှောက်ပြီးတော့မှတွက်ခဲ့ကြတာဖြစ်တယ် ဲ့မဲ့ပြည်စုံတော့1948ကိုဆာလာ90အပိုင်ငယ်30မှာအာဂျီအနှစ်80ဆိုတော့လည်းသူကထပ်ပေါင်းပြန်တယ်ထပ်ပေါင်းတော့2021မှာ ပြန်ကြွလာမယ်ပေါ့ခြေဆောင်ခြင်းလာမယ်2028မှာဒုတိယကြိမ်ကြွလာမယ်ဆိုတော့သူတို့အနှစ်ဖွင့်တယ်ဒါပေမဲ့လုံးဝမှားခဲ့တယ်ဆိုတော့ကိုကျွန်တော်တွေ့ရတယ်အဲ့တော့ဒီမှာပေါ်ပြထားတဲ့ယခုဖြစ်သောလူများဆိုတာဘာကိုပြောချင်တာလဲ ယခုဖြစ်သောလူများမကုန်မီဘာဖြစ်မှာလဲဆိုတော့ထိုအကြောင်းအရာအလုံးစုံ ဖြစ်မယ်လို့ဖော်ပြထားတယ်။ပြီးတဲ့အခါမှာဘာနဲ့ဆက်ထားတယ်လဲဆိုတော့ကောင်းကင်နဲ့မြည်ကြီးမတည်ရင်တောင်မှငါ့စကားတည်မယ်ဆိုသခင်ရှုကအာမခံထားတယ်။ဒါဆိုရင် လူတတော်များများရှုပ်ထွေးတတ်တဲ့အကြောင်းအရာလည်းဖြစ်တဲ့ဒီယခုဖြစ်သောလူများ this generation ဆိုတာဘာကိုပြောချင်တာလဲဆိုတော့ကိုကျွန်တော်နားလည်ဖို့ရန်အတွက်တရားသမားကျမ်းစာအခြေခံလို့မချင်ကြရအောင်လူများဆိုရှုပ်ထွေးလေးရှိတဲ့စကားလုံးထဲမှာပါတယ်အဲ့ဒီထဲမှာမှသုံးခုကိုကျွန်တော်ပြန်ပြီးတော့မှကြည့်မှာဖြစ်တယ်လူအများစုရှုပ်ထွေးတတ်တဲ့စကားလုံးပေါ့ယခုလူမျိုးဤညင်းပယ်ခြင်းခံရမည်ဆိုတဲ့ကြံပိုက်ရှိတယ်เนาะအဲ့ဒါကိုကျွန်တော်ဖတ်ပေးခြင်းနဲ့ကောင်းကင်တစ်ဖက်မှာ ြတ်တော်လျက်စစ်သည်ကောင်းကင်အနှံ့ပြားထွန်းလင်းတကယ်သို့လူသားသည်မိမိနေရ၌ဖြစ်တော်မူလတ္တထိုသူမဖြစ်မီသူသည်များစွာသောဆင်းရဲဒုက္ခကို၎င်းယခုလူမျိုး၏ငင်းပယ်ခြင်းကို၎င်းခံရလိမ့်မည်အဲ့တော့ခရစ်တော်ကသူပြောထားလဲဆိုတော့သူ့ရဲ့နေရမှာဘယ်လိုဖြစ်မလဲဆိုတော့ ကောင်းကင်ကနေပြတ်တဲ့လျှက်စစ်ကကောင်းမဲ့အနှံ့နှံ့ပြသလိုသူ့ရဲ့နေရမှာဖြစ်မယ်ဆူလနာခရစ်တော်ရဲ့နေရမှာဘသူကမှတယောက်နဲ့တယောက်နော်အတိပေးစရာမလိုအောင် တခါတည်းတကဘာလုံးကနှံ့တော့မှတီးရမယ်လို့ပေါ်ပြနေတာဖြစ်တယ်အဲ့တော့အဲ့ဒီနေရမှာဖြစ်ခင်မှာဘာဖြစ်မှာလဲဆိုတော့တဲ့သူကဘာခံစားမှာလဲဆိုတော့မြားစော်သောဆင်းရဲသူခံရမယ် ယခုလိုမျိုးရဲ့ညင်ပယ်ခြင်းကိုခံရမလို့ပြောတယ်။ဒါဆိုရင်ဒါကိုကျွန်တော်ကြည့်ရအောင်။အဲ့တော့လူသားရဲ့နေရဲ့မတိုင်ခင်မှာ ဖြစ်မဲ့အရာရှိတယ်တဲ့နော်။အဲ့ဒီနေရဲ့လူသားရဲ့နေရဲ့မရောက်ခင်အဲ့ဒီလူသားနေရဲ့ရောက်တဲ့အခါကျတော့အားလုံးကတကဘာလုံးကသိရမယ်။အဲ့ဒီနေရဲ့မရောက်မီဘာဖြစ်မှာလဲဆိုတော့ तू ဟာများစွာသောဆင်းရဲဒုက္ခခံရမယ်။ယခုလူမျိုးဤညင်ပယ်ခြင်းကိုခံရမယ်။ ဟမလားဒါဆိုရင်ဒီမှာပြောထားတဲ့ယခုလူမျိုးကဘယ်သူတွေကိုပြောတာလဲနော်အဲ့တော့ခရစ်တော်လူစာတိခံယူတဲ့အချိန်မှာရှိတဲ့အဲ့ဒီယူဒပြည်မှာရှိတဲ့ယူဒလူမျိုးတွေကိုပြောတာဖြစ်တယ်အဲ့ဒီလူမျိုးတွေကညင်းပယ်မယ်ဘယ်တော့မှများစွာသောဆင်းရဲဒုက္ခခံရမယ်အဲ့တော့အဲ့ဒီနောက်ပိုင်းမှာ လူသားရဲ့နေရဆိုတာလာမှာအဲ့ဒါကိုပြောချင်တာအဲ့တော့ ခရစ်တော်လူစားတိခံယူခြင်းကိုဘာဖြစ်လို့ဟီဘဲလိုမျိုးတွေဂျူးလိုမျိုးတွေကခရစ်တော်အဖြစ်သခင်ယေရှုကိုလက်မခံတာလဲဆိုတော့သူတို့မြင်ထားတယ်သူတို့ထင်ထားတယ်သူတို့မျှော်လင့်ထားတဲ့ပုံစံနဲ့ခရစ်တော်မလားသူတို့ထင်မှတ်ထားလာကခရစ်တော်မီရှိလာရင်သူတို့ကြံသူတွေအားလုံးကိုတုတ်တင်ပယ်ရှင်ဘုရားသူတို့ကိုနိုင်ငံပေးမယ် အဲ့ဒီသူတို့နိုင်ငံပေးမယ်အဲ့ဒီမှာဖျားသူ့ရဲ့နိုင်ငံတော့တီထောင်မယ်လူဇိုးတွေမကောင်းတဲ့သူတွေအာလုံးတုတ်တင်ပယ်ရှင်မမသူတို့ကိုပဲဖျားသခင်ကနော်ဖူဖူမှုတ်ပြီးမှသူတို့ကိုနိုင်ငံတော်ရဲ့ကောင်းချီးမင်္ဂလာကိုခံစားစေမယ်အဲ့လိုမျိုးနဲ့သူတို့ကယူဆထားတာအဲ့တော့အဲ့လိုမဟုတ်ဘူးတဲ့သခင်ခရစ်တော်ဒီမှာပြောနေပြီ နော်အဲ့ဒီနေ့ရမရောက်မီမှာသူက များစွာသောဝိစင်းရဒုက္ခဝေရခံပြီးတော့မှဒီလူမျိုးရဲ့ညင်းပယ်ခြင်းကိုခံရမယ်လို့ဖော်ပြထားတယ်။အဲ့တော့အဲ့ဒီလူမျိုးကသူ့ကိုညင်းပယ်လားဆိုရင် yes သူတို့ညင်းပယ်တယ်။ညင်းပယ်တယ်ပြီးတော့မှသူ့ကိုဂါဇင်တင်တတ်လိုက်တယ်။ဒါကြောင့်ယောဟန်ခိုင်းတဲ့ပိုက်ငယ်စတဲ့မှာသူဒီမိမိဒီတာအရက်သူကြွလာတော့လဲမိမိလူမျိုးတို့ဒီသူ့ကိုလက်မခံမဲနေကြ။မိမိလူမျိုးတို့တည်လို့ပြောထားနော်။ သူ့ရဲ့လူမျိုးအားလုံးလို့တော့မဆိုလို့ပေါ့ဒါပေမဲ့အများစုက သူ့ကိုလည်းမခံကြဘူးเนาะအဲ့တော့များစွာသောဆင်းရဲဒုက္ခခံနေနှင်းဆဲခြင်းကနဲ့ကျွန်တော်ပြစ်တွေ့ပြီးတော့ဒီလူမျိုးရဲ့ညင်ပယ်ကားစင်တင်တပ်ပြီးတော့တပါးမျိုးသားရဲ့လက်ကိုသူ့ကိုအပရမရစစွာအသေးခံရတယ်အဲ့ဒါလူသားရဲ့နေရဲ့မတိုင်ခင်မှာမရောက်မီเนาะမှာဖြစ်ပြမဲ့အရာသူ့ရဲ့နေရဲ့မှာတော့ဘယ်လိုဖြစ်မလဲဆိုတော့တဲ့ ကောင်းကင်ကလည်းပြတ်တဲ့လျှက်စစ်ကကောင်းကင်အနှံ့ထွန်းလင်းတယ်လို့ပဲဖြစ်မယ်လို့ဖော်ပြထားတယ်။ပြီးတော့အဲ့ဒီလူသားရဲ့နေရမှာတော့ဘယ်လိုဖြစ်မလဲဆိုတော့ Noy Latin night ဖြစ်တဲ့သူလူသား Latin night ဖြစ်လိမ့်မည်။လောတာဒီတော်တော်မျိုးမှာထွက်တော်နေလိုက်ကောင်းကင်မှာကန့်နှင့်ရောသောမီးမှုရွာ၍လူပေါင်းတို့ကိုတုတ်တင်ပယ်ရှင်းတဲ့သူ၎င်းလူသားပေါ်ထွန်းသောနေ၌ဖြစ်လိမ့်မည်။ရှင်လုကစက်ခွန်အပိုင်ငယ်26ကနေ28ထိ တယောက်လောက်ဖတ်ပေးပါ ရှင်လုကာစက်ခွန်26ကနေ28ထိနောအေလက်ထက်၌ဖြစ်တကဲ့သို့လူသားလက်ထက်၌ဖြစ်လိမ့်မည်နောဧတီတင်မောထဲသို့ဝင်၍ရေလွှမ်းမှုခြင်းဖြစ်သည်ဖြင့်လူခတ်သိမ်းတို့ကိုတုတ်တင်ပယ်ရှင်းသည့်နေတိုင်အောင်လူများတို့သည်စားတောက်လျက်ထင်းများစုံဖက်လျက်နေကြ၏ထိုနည်းတူလောတလက်ထက်၌လူများတို့သည်စားတောက်ရောင်းဝယ်လျက်စိုက်ပျိုးလျက် အိမ်ဆောင်လျက်နေတကယ်တို့၎င်းကျဲဟုတ်ပြီနော်ဆွမ်းမလူက26 29ကျွန်တော်တို့ကြည့်တဲ့အခါမှာ noile ထက်လို့ဖြစ်မယ်တဲ့နော် noile ထက်မှာဘယ်လိုဖြစ်မလဲဆိုတော့လူတွေကစားတောက်ပျော်ပါဘရမအေးအေးစစ်စစ်နေတယ်အေးအေးစစ်စစ်နေတယ်ဒါပေမဲ့ရီလွှမ်းမှုတဲ့နေ့အထိတော့အေးအေးစစ်စစ်နေတယ်ဒါပေမဲ့ဘာဖြစ်သွားလာလဲဆိုတော့တဲ့ရီလွှမ်းမှုတဲ့အခါမှာ လူအလုံးတုတ်တင်ပယ်ရှင်းလိုက်တယ်အဲ့လိုလူသားရဲ့နေရမှာဖြစ်မယ်လို့ပြောတာဖြစ်တယ်အဲ့တော့နော်ရဲ့နေရလူမျိုးကအခုချိန်မှာမဟုတ်သေးဘူးအခုချိန်မှာဖြစ်ရင်တော့ပျက်စီးပြီပေါ့ဒါပေမဲ့ခရစ်တော်လာတဲ့အခါမှာနော်ဤလက်ထက်လို့ဖြစ်မယ်လောတာလက်ထက်လို့ဖြစ်မယ်လောတာတောရုံနဲ့ကောမောရာမြို့မှာထွက်သွားတဲ့နေ့ကနေလောတာမဟုတ်တဲ့လောတာမိသားစုနဲ့မဆိုင်တဲ့ ဖယားကကောင်းကင်မှာနဲ့အားဖြင့်မခေါ်ထုတ်တဲ့ဒူရီမှန်သမျှကမီးမူးရွာပြီးသူတို့အပေါ်မှာပျက်စီးတယ်။ဒါကြောင့်တစ်သက်အခန်းကြီး9ကိုကျွန်တော်ဖတ်မယ်ဆိုရင်တစ်သက်အခန်းကြီး9အပိုင်ငယ်နှစ်ကနေဖတ်မယ်ဆိုအဘေကြောင့်နီးဟုမူကသခိုးတည်ညအခါလာတဲ့ကဲ့သို့သခင်ဖယား၏နေ့ရက်တည်လာလိမ့်မည်ကိုသင်တို့သည်တေချာစွာသိကြ၏။ ငိန်ဝှချင်းရှိဘေးအန္တရာယ်နှင့်ကင်းလို့ဤဟုဆိုစဉ်တွင်ကိုဝန်ဆောင်သောမိမ့်မ၌တားဖွာခြင်းဝေဒနာရောက်တကယ်သို့ သူတို့အပေါ်မှာလှင်မြန်စွာသောပျက်စီးခြင်းရောက်၍လွတ်ချင်းအခွင့်မရှိရကြတို့တော်လည်းညီအကိုတို့ထိုနှစ်ရက်တည်တခိုးကဲ့သို့တင်တို့အပေါ်သို့ရောက်လာမည်အကြောင်းတင်တို့သည်မှောင်မိုက်၌နေကြသည်မဟုတ်ကဲဒီမှာအရန်ရှင်းတယ်နော် သခင်ဖခင်ကလည်းပြောထားတယ်ရှင်ပေါလုကပြောထားတယ်သခင်ဖခင်ဒီမှာပြောလာပါလေအဲ့ဒီပျက်စီးမဲ့သူတွေကတော့ no electen lota ni လို့ဖြစ်မယ်ခရစ်တော်လာတဲ့အခါမှာနော်လောတာကိုတော်ရုံနဲ့ကောမရာမြို့ထဲနေခေါ်ထုတ်ပြီးတော့မှကျန်တဲ့သူတွေစီရင်တယ်အဲ့လိုပဲခရစ်တော်လာတဲ့နေ့မှာဖြစ်မယ်လို့ပြောတယ်လူသားရဲ့နေ့ရမှာဖြစ်မယ်လို့ပြောတယ်တအားရှင်ပေါလုကလည်းထပ်ပြောတယ် ။အိုးအဲ့ဒီလူတွေကဘာမှတတိမဲ့ဘောမှနေကြမယ်။နော်ဘေးနဲ့กินလို့တဲအေးဆေးပဲဆိုတဲ့အချိန်မှာခရစ်တော်ကြွာလာမယ်။သူတို့တွေစာပြီးပြည့်စုံမယ်။အဲ့တော့အဲ့ဒီနေရဟာတဲ့မင်းတို့စီမှာမင်းတို့အတွက်တခိုးလိုတော့ဖြစ်မှာမဟုတ်ဘူးတဲ့။အလင်းရဲ့သားတွေဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအရာတွေကိုကြူတိနိုင်မယ်လို့ပြောတာဖြစ်တယ်။ကြူပြီးကျွန်တော်က နှုတ်ကပတ်တော်အားဖြင့်ကြူမြင်နိုင်ကြူသိနိုင်မယ်လို့ပြောချင်တာဖြစ်တယ်ဒါပေမဲ့မယုံကြည်တဲ့သူတွေကတော့မသိဘူးမသိနိုင်ဘူးသူတို့အတွက်ကတော့ EC ဆိုတဲ့အချိန်မှာခရစ်တော်လာမယ်ယုံကြည်သူတွေကိုခေါ်ပြမသူတို့ကစပြီးဖြည့်ဆည်းမှာဖြစ်တယ်အဲကြောင့်တစ်သက်အခန်းကြီး၅ဖတ်တဲ့အခါမှာတစ်သက်အခန်းကြီးလေးအပိုင်းငယ်၁၄လောက်ကနေချိတ်ဖို့လိုအပ်တယ်အဲ့ဒါတွေနဲ့ သူ့ရဲ့ context ဆက်ဆံမှုကအဲ့လိုသွားလာဖြစ်တယ်။တခင်ရှော့ပြောထားတယ်လူသားရဲ့နေရမှာတော့အားလုံးသိရမယ်လျှက်စစ်ပြတ်တယ်လို့ပဲအားလုံးသိရမယ်အဲ့ဒီနေရမှာတော့အဓမ္မလူတွေအတွက်ကတော့ non electrical သူဖြစ်မယ် low ta electrical သူဖြစ်ပြီးတော့သူပျက်စီးမယ်။ဒါပေမဲ့တေချာနော်စနစ်ကြနံပါတ်အာယုံစိုက်ပြီးနားထောင်နော်လောတာနေမှာပါဖြစ်လေ။နောဤနေမှာပါဖြစ်လေ။ နောဤနေ့မှာသင်မော်တဲ့ဝင်တဲ့အချိန်ကနေစပြီးပါဖြစ်လေအားလုံးပျက်စီးတယ်နော်ဟုတ်ပါတော့အားလုံးပျက်စီးတယ်လောတာလက်ထက်မှာလည်းအဲ့လိုပဲလောတာလက်ထက်မှာလည်းပဲလောတာမြို့ထဲကနေထွက်တာနဲ့တောရုံနဲ့ကောမရာမြို့ကပျက်စီးတယ်အဲ့တော့ခရစ်တော်ကယုံကြည်သူတွေကိုခေါ်မဲ့ခရစ်တော်ရဲ့နေရမှာလည်းအတိုင်းပဲယုံကြည်သူတွေပါသွားမယ် ပြီးတော့မှအမိကြီးပေါ်မှာ ရှိတဲ့သူတွေကိုအပြစ်ဒဏ်ပေးမှာဖြစ်ပါတယ်။ Okay ဟုတ်ပြီ။ဒါလေးတော့သဘောပေါက်မယ်ထင်တယ်။ဒီမှာပြောတဲ့ယခုလိုမျိုး this generation ကြတော့တကယ်ပဲအဲ့ဒီမှာရှိတဲ့ယူဒလိုမျိုးတွေကိုပြောတာဖြစ်တယ်။ဒီမှာနောက်ထပ်တစ်ခုကြတော့ဤအယတ်၌ရှိသောသူရီယာတဲ့ဖျားသခင်နိုင်ငံတော်ကိုတကူးနိုင်တည်တဲ့အရာကိုမမြင်ဘဲနဲ့မသိရဘူးလို့ဖော်ပြထားတယ်။ there are some standing here လို့ပေါ်ပြထားတယ်။ဒီကြံပိုက်ကိုဖတ်ရအောင်နော်။ငါမှန်ဆိုဒီကဤအရ၌ရှိသောသူအချို့တို့သည်ဖျားခင်နိုင်ငံတော်ကိုမမြင်မီ။တည်ခြင်းသူမရောက်ရကြဟုမိန်တော်မူ၏။ကဲအဲ့တော့ဒါဒီဟာကိုတော်တော်များများရှုပ်ကြတယ်နော်။အဲ့တော့ဒီမှာပြောထားတဲ့အရာပါကိုပြောချင်တာလေ။ဒီအရမှာရှိတဲ့သူတွေကဖျားနိုင်ငံတော်မမြင်ခင်မှာမတည်ရတော့ဘူးလား။ ဆိုတော့အဲ့ဒါဘယ်သူတွေလဲနော်အဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့ဒီမှာအဆက်ကလေမှာနော်မာကုအခန်းကြီးကိုအပိုင်ငယ်28 29ကဒီအကြောင်းအရာကိုဆက်တယ်ထို့သူမို့မိန်တော်မူသည်နောက်ရှေ့ရလွန်တော့အခါယေရှုသည်ပေတရုယောဟန်ယာကုတို့ခေါ်၍ဆူတောင်းခြင်းကတောင်းပေါ်သူတက်ကြွတော်မူဆူတောင်းတော်မူစဉ်တွင်မျက်နှာတော်သည်ထူးခြားသောအစင်းရောင်ရှိ၍အဝတ်တော်လည်းပြောင်ပြောင်လဲလဲဖြူ၏အဲ့ဒါမှာမောရှင်နဲ့အီလီယာတို့ထင်ရှားလဲ ဲ့ဒါကပီတရုကရောင်ရမ်းဘာမတဲသုံးဆောင်စောင့်မယ်။ဘာညာပြောအဲ့ချိန်မှာကောင်းငင်နဲ့အတန်တော်လာတယ်။ဤသူကငါနှစ်သက်မြတ်နှုတ်ရငါချစ်သားပေဒီသူဤစကားကိုနားထောင်ကြလို့ဆိုပြီးမှကောင်းငင်အတန်လာတယ်။အဲ့တော့အပေါ်ကလူက920ခုမှာပြောထားတဲ့ဤအရနိုင်ရှိသောသူရနိုင်ငံတော်မမြင်မဲနဲ့မတည်ရဘူးလို့ပြောတဲ့အခါမှာသူ့ရဲ့တပည့်တော်တွေကိုယဉ်ညွှန်းတာဖြစ်တယ်။အဲ့တော့ဖျားသခင်နိုင်ငံတော်တကူနဲ့တီထောင်နေဆိုတာကိုဖျားက အတူအသေးမခံမိကြတဲ့စာပြတာမဲ့အကြောင်းကိုဖော်ပြတာဖြစ်တယ်။ဒါကြောင့်ဒီအကြောင်းအရာဤရက်၌ရှိတဲ့သူတွေကဘုရားသခင်နိုင်ငံတော်မမြင်မီလို့ပြောတဲ့အခါဒီအရာကိုပြောတာဖြစ်တယ်။ဟုတ်ပြီနော်။ကဲနောက်တစ်ခုလူတွေရှုပ်ထွေးတဲ့အရာကြားလို့ပါလဲဆိုတော့ယခုဖြစ်သောလူများမကုန်မီတဲ့။အဲ့တော့ဒီမှာပြောထားတယ်ငါအမှန်ဆိုဒီကယခုဖြစ်သောလူများမကုန်မီထူအကြောင်းအရာအလုံးစုံလို့ဒီ ဖြစ်ကြလိမ့်မည်ကောင်းငင်နဲ့မြည်ကြီးမတီတော်ငါစကားတည်အဲ့တော့ဒီမှာပြောထားတဲ့အကြောင်းအရာတွေအားလုံးကအခုဖြစ်နေတဲ့လူတွေမကုံမီအကုံဖြစ်ရမယ်လို့ပြောတဲ့အခါမှာအဲ့ဒီခရစ်တော်လက်ထက်မှာရှိတဲ့လူတွေမကုံခင်မှာအကုံလုံးဖြစ်ပြမယ်ဆိုတော့မှနော်သူတို့ယူဆပြီး historicist တမားတွေက Oh အဲ့ဒီခုနဆယ်မှာဖြစ်ခဲ့ပြီးပြီးအရာတွေအားလုံးဖြစ်တဲ့ပြည်စုံပြီးပြီးဆိုတော့မှအဲ့ဖွင့်ကြတယ် တကယ်တော့ယခုဖြစ်သောလူများမကုန်မီလို့ပြောတဲ့အခါမှာကျွန်တော်လူသားမျိုးဆက်အားလုံးကိုကျွန်တော်ခြုံပြီးပြောရမယ်ဆိုရင်မျိုးဆက်၂၀ပဲရှိတယ်ပထမအာဒမ်မျိုးဆက်နဲ့ဒုတိယအာဒမ်မျိုးဆက်မျိုးဆက်၂၀ပဲရှိတယ်သဘောပေါက်လားမသိနော်အဲ့တော့ပထမအာဒမ်မျိုးဆက်ကဘယ်မှာအဆုံးသတ်တယ်လဲဆိုခရစ်တော် မလာခင်အထီကပထမအာလိုင်းရဲ့မျိုးဆက်ပဲနော်အဲ့တော့ခရစ်တော်လာတဲ့အခါမှာဒုတိယအာလိုင်းရဲ့မျိုးဆက်ကစတင်တာဖြစ်တယ်အဲ့တော့ပထမအာလိုင်းရဲ့မျိုးဆက်ကတော့ဘူပီးတွေလက်ထက်ပေါ့ဗျာဘူပီးတွေလက်ထက်အဲ့ဒါကြောင့်ဟီဘရဲခိုင်း1အပိုင်းငယ်1မှာဘလို့ဖော်ပြထားလဲဆိုတော့ရှီးလွန်လီပြီးတော့အခါပရောဖက်များအဖြစ်ဘူပီးတို့အားအထက်ထအနီးနီးဗျာရိတ်ပေးတော်မူသောအခါ ဗျာလိပေးတော်မူသောဖရာသခင်သည်ဤနောက်ဆုံးသောကာလအခါမိမိသားတော်အဖင်ငါတို့ကဗျာလိပေးတော်မူပြီးဖော်ပြထားတယ်။အဲ့တော့ရှင်းလွန်လီပြီးသောကာလကဘူဘေရူရဲ့ကာလဘူဘေမျိုးဆက်ဘူဘေမျိုးဆက်ဆိုအာရန်ရဲ့မျိုးဆက်လို့ပြောလို့ရတယ်။ပြီးတော့မှနောက်ဆုံးသောကာလမျိုးဆက်ဒုတိယအာဒာမျိုးဆက်အဲ့တော့ပထမအာရန်မျိုးဆက်ကမှရှိတဲ့သူတွေကိုတော့ဖရာသခင်က ဘူဘီဒီကိုပရောဖက်ဒီယူပါယုံနေအားဖြင့်ပြလိုက်ပေးခဲ့တယ်။ဒါပေမဲ့နောက်ဆုံးသောကာလမှာတော့တဲ့မိမိသားတော်အားဖြင့်ပြလိုက်ပေးတယ်။အဲ့တော့ဒီနောက်ဆုံးသောကာလမျိုးဆက်ဒီမကုံမီသခင်ယေရှုပြောတဲ့အကြောင်းအရာတွေအားလုံးကပြည့်စုံမှာဖြစ်တယ်။ဒါဆိုရင်နောက်ဆုံးသောကာလမျိုးဆက်တဲမှာဘယ်သူတွေပါလဲ။နောက်ဆုံးသောကာလမျိုးဆက်ဆိုတာခရစ်တော် ကြွလာတဲ့အချိန်ကနေဒုတိယအကျင့်ကြွလာတဲ့အထိလူတွေအားလုံးကိုနောက်ဆုံးသောကာလမျိုးဆက်လို့ခေါ်တာဖြစ်တယ်။အဲ့တော့ခရစ်တော်ကြွလာတဲ့အထိဟာလူတွေရှိကိုရှိနေမယ်ဆိုတော့ကို ပြောချင်တာဖြစ်တယ်။ဟုတ်ပြီနော်။အဲ့တော့တခါလေကျန်တိတ်ပံပညာရှင်တွေကဒီလိုမျိုးတွေ့ချက်တတ်တယ်။ကဘာကြီးကနောက်နှစ်ပေါင်းဘလောက်မှပျက်စီးမယ်လို့။နော်အခုဒီထပ်ပရမနော်သူတို့ထပ်တွေ့ပါလား။ အာ2030လောက်ဆိုရင်ကဘာပြက်ကင်းရှိတယ်ဘာညာကွိကွာလေပေါ့မစိုးရင်ပါနဲ့နော်မစိုးရင်ပါနဲ့တခင်လျှော့ပြောထားတယ်ကောင်းငင်နဲ့မြည်ကြီးမတီတော်လဲငါစကားတီမယ်တခင်ဖရားရဲ့စကားတွေဒါလင်ပြည့်စုံအောင်မှာဖြစ်တယ်အဲ့တော့နောက်ဆုံးမကာလဆိုတော့ဘာလဲဆိုတော့ကိုကျွန်တော်လေ့လာခဲ့ကြပြီးပြင်နေနော်နောက်ဆုံးမကာလဆိုခရစ်တော်လာတဲ့ချိန်ကလည်း ဂျပန်ကြွလာတဲ့အထိအဲ့တော့ခရစ်တော်ကြွလာတဲ့အချိန်ကနေဂျပန်ကြွလာတဲ့အထိဒီကာလမှာရှိနေတဲ့သူတွေအားလုံးကနောက်ဆုံးသောကာလမျိုးဆက်တွေဖြစ်တယ်နော်နောက်ဆုံးသောကာလမျိုးဆက်တွေဖြစ်တယ်ကာလရှည်ရေးတစ်ခုပေါ့နော်အဲ့တော့ယခုလူမျိုးညင်းပယ်ခြင်းခံရမယ်ဆိုတဲ့အကြောင်းအရာကအဲ့ဒီဂျမ်ပတ်ရဲ့ဆိုလိုရင်းကယူဒလူမျိုးအများစုကိုပြောတာဖြစ်တယ် ထိုခရစ်တော်ရှိနေတဲ့အချိန်မှာယူဒပြည်မှာရှိတဲ့ယူဒလူမျိုးကိုသာရည်ရွယ်တာဖြစ်တယ်။ဒါပေမဲ့ဒီအရ၌ရှိတဲ့သူတွေကဖခင်ရဲ့နိုင်ငံတော်မမြင်မီမသေးရဘူးလို့ပြောတဲ့အရာကြတော့တပည့်တော်တွေကိုယဉ်ညွှန်းတာဖြစ်ပေါ်မှာတောင်ပေါ်မှာဖခင်ရဲ့ဘုံနဲ့ထင်ရှားတဲ့အရာကိုဖော်ပြတာဖြစ်တယ်။ ယခုဖြစ်သောလူများမကုန်မီဆိုတာကြတော့နောက်ဆုံးသောကာလမျိုးဆက်ကိုပြောတာဖြစ်တယ်ဣတရီလလူမျိုးတွေကိုပြောတာမဟုတ်ဘူး1948ဣတရီလလူလာရရတာကိုပြောတာမဟုတ်ပဲနဲ့ဘိုးပေရိုမျိုးဆက်ကတော့ခရစ်တော်ကြွလာတဲ့အခါကုန်သွားပြီခရစ်တော်ကြွလာတဲ့အချိန်ကနေနောက်ဆုံးသောကာလမျိုးဆက်ဆိုတော့ပြန်ပြီးစတင်တာဖြစ်တယ်အဲ့တော့နောက်ဆုံးသောကာလမျိုးဆက်ဒီမကုန်ခင်မှာ ခရစ်တော်ကြွလာမယ်လို့ဖော်ပြလာဖြစ်ပါတယ်โอเคအဲ့တော့ကဲဒီချမ်ပိုက်လေးကိုလည်းကျွန်တော်ပြန်မလို့မှเนาะဖိုက်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 ပေးချင်တယ်ဒီချမ်ပိုက်မှာဘလို့ဖော်ပြထားလဲသင်မောတဖမ်းပင်ကိုအဆွေပြွေပုံသက်တဲ့တခုကိုမှတ်ကြလို့သင်မောတဖမ်းပင်နဲ့အခက်အလန်နူ၍အရွက်ပေါက်သောအခါຫນွေကာလနီးတီကိုသင်တို့တိကြိုက်ထိုနည်းတို့ထူအကြောင်းအရလုံးစုံတို့ကိုမြင်ရလင် လူသားတွေတကားဝတိုင်အောင်အနည်းသူရောက်တော်မူသည်တိမှကြလောက်ဒါဆိုဒီသင်းမောသဖမ်းပင်ဆိုတာအစ်ရေကို ပြောတာမဟုတ်ဘူးအတိတ်ပဲပါလေထူနီးတူတဲ့ဥပမာပြပေးထားတာသင်းမောသဖမ်းပင်အရွက်နှုတ်နူပေါ့လို့ဆိုမင်းတို့တင်အော်အဲ့ဒီအရွက်ကိုကြည်ပါမနွေရောက်တော့မယ်ဆိုတော့မင်းတို့ဒါပြက်ခရင်မကြည်ပဲနဲ့မင်းတို့တိနိုင်တယ်ရှင်လူက27တဲမှာဆိုရင်သင်းမောသဖမ်းပင်မှာဆိုင်တစ်ပင်များကိုကြည်ပါလို့ပေါ်ပြထားတယ်အဲ့တော့ တစ်ပင်ကျွန်တော်တို့ဟိုဘက်မှာဆိုရင်တောသားတွေတော့အားဒါသိတယ်မြူသားတွေတော့တိတ်လားမလဲကျွန်တော်တောသားတွေကကျွန်တော်တောင်ရလုတ်တဲ့သူတွေကထူးသဖြင့်တောင်ပေါ်မှာနော်ထင်းခုတ်တဲ့သူတွေကဘယ်ချိန်မှာထင်းခုတ်ရလဲဆိုတော့အဲ့ဒီတစ်ပင်တွေတစ်ရွက်တွေနော်တစ်ရွက်တွေမကြွေခင်မှာခုတ်ရတယ်တစ်ရွက်ကြွေပြီးမှခုတ်ရင်အဲ့ဒီတစ်ပင်တွေကအဲ့ဒီအပင်တွေကမီးမလောင်တော့အဲ့တော့တစ်ရွက်မကြွေခင်လင်းမှာတောင်ရလေးခုတ်ရတယ်ဆိုတော့ တောမှာရှိတဲ့သူတွေကသူတို့တည်တယ်တည်ရွက်တွေကြွေပြီးဆိုအာနှွေရောက်တော့မယ်ဆိုတာလေအဲ့တော့အဲ့တဲ့အတိုင်းပဲတဲ့ထူနီးတူထူအကြောင်းရအလုံးစုံလို့ကိုမြင်ရတယ်သူပြောထားတဲ့အကြောင်းရအကုန်လုံးကိုမြင်ရပြီဆိုရင်လို့ဖော်ပြထားတယ်အဲ့ခါဆိုရင်လူသားတွေတကားဝတိုင်းအောင်အနည်းသူရောက်ပြီဘာမြင်ရပြီးမှလဲသူပြောတဲ့အကြောင်းရအကုန်လုံးမြင်ရပြီးမှပြည့်စုံပြီးမှ ူဟာတကားဝါကိုရောက်မယ်လို့ပြောတာဖြစ်တယ်။အဲ့တော့ဘာနဲ့တူလဲ။တင်းမောတဖာမြေရနူပေါ့ရင်ຫນွေကာလာရောက်တော့မယ်။ဒီအကြောင်းရအားလုံးမြင်ရရင်လူသားတကားဝါရောက်မယ်။ဒီဟာဥပမာပေးထားတာ။ဥပမာဆိုပါဆိုယထဥဩကျွန်တော်ဘူရာကနေစောင့်နေတယ်။ယထဥဩတန်ကြားရပြီဆိုရင်ကျွန်တော်ဘာသိရလဲ။ဩယထစိုက်တော့မယ်ဆိုတော့ကျွန်တော်သိရတယ်။ယထာမမြင်ရပေမဲ့ယထာစိုက်တော့မယ်ဆိုကျွန်တော်သိရတယ်အဲ့လိုပဲသခင်ယေရှုပြောထားတဲ့ အငယ်၄ကလည်းအငယ်၂၈ထိပေါ်ပြထားတဲ့အကြောင်းအရာတွေအားလုံးပြည့်စုံ ပြီးမှသခင်ခရစ်တော်ကတကားဝတိုင်အနည်းသူရောက်မှာဖြစ်တယ်။အဲ့တော့အခန်းငယ်၄ကလည်းအခန်းငယ်၂၈ပါးလေးပါလေစစ်ပွဲတွေပါလေယောဂအကြောင်းတွေပါလေအစာခေါင်းပါခြင်းအကြောင်းတွေပါလေဒါနဲ့တောက်လျှောက်ပြည့်စုံနေပြီသားပဲလှည့်ဖြားခြင်းတောက်လျှောက်ပြည့်စုံတယ်ဒါမဲ့နောက်ဆုံးမှာအင်မတန်မှကြီးစွာသောလှည့်ဖြားခြင်းလာအောင်မယ်အဲ့လားမရောက်သေးဘူး တို့ယွန်ရှာပွေတော့ site ထူခြင်းနေပါမယ်အဲ့ဒါလည်းမရောက်သေးဘူးเนาะကြီးစွာသောဒုက္ခမရောက်သေးဘူးအဲ့ဒါတွေအားလုံးမြင်ရမယ်အဲ့ဒါမြင်ရပြီးမှသူဟာတကားဝတိုင်အောင်အနည်းရောက်မယ်လို့သခင်ယေရှုကပြောတာဖြစ်ပါတယ်